ားလုံးပဲမင်္ဂလာပါဒီစီကျွန်တို့ blog channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီခုတွေ့မြင်နေရတဲ့စီကားလွန်လာတဲ့ပွဲတော်ကြီးဟာပဇောင်းတိုင်းမိဘုံပြန်ပွဲတော်ကြီးဖြစ်ပါတယ်ပဇောင်းတိုင်းမိဘုံပြန်ပွဲတော်ဟာဘုရားဘာသာဝင်တို့ရဲ့စီကတ်ကိုးကွယ်ရာဖြစ်တော်မူတဲ့ဘောရမမြတ်စွာဘုရားအားမိပူဇော်သောရိုးရာပွဲတော်တစ်ခုဖြစ်ပါတယ် ဆောင်နိုင်မှုမြန်ပွဲတော်ကြီးကျင်းပရာနေရာကတော့ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ရဲ့အဝေးယာမြို့ပြန်ကွန်ကြီးထဲမှာဖြစ်ပါတယ်တောင်ကြီးမြို့ဟာမြန်မာတနိုင်ငံလုံးမှာမြို့ပြန်ပွဲတော်ကြီးဆင်နွဲကျင်းပရာတစ်ခုတည်းသောမြို့တစ်မြို့ဖြစ်ပါတယ်တောင်ကြီးတောင်နိုင်ပွဲတော်ဟာရှမ်းပြည်နယ်တောင်ကြီးမြို့မှာနှစ်စဉ်တစောင်းမုံလာပြည်နေအနီးဝန်းကျင်မှာကျင်းပတဲ့ ရိုးရာပွဲတော်တည်းရလဲဖြစ်ပါတယ်။တောင်ကြီးသူတောင်ကြီးသားတို့ရဲ့ဇောင်းနိုင်ပူထကြွနေတဲ့အချိန်ကာလလည်းဖြစ်ပါတယ်။တောင်ကြီးသူတောင်ကြီးသားတို့ကိုဇောင်းနိုင်ပွဲတော်ထက်ကြီးကျယ်ခမ်းနားတဲ့ပွဲမျိုးမရှိပါ။ရှိလာမှလည်းမဟုတ်ပါ။အကြောင်းဇောင်းနိုင်ပွဲတော်ကြီးဟာတောင်ကြီးမြို့ရဲ့ခမ်းနားတဲ့ပြရုပ်ဖြစ်နေကြတာပါတောင်ကြီးဇောင်းနိုင်ပွဲတော်ကိုမြန်မာတက္ကသိုလ်1312ခုနဲ့ ခရစ်နှစ်1950ပြည်နှစ်မှာပြိုင်ပွဲအဖြစ်စတင်ကျင်းပလာခဲ့ပါတယ်။ယခု2025ခုနှစ်ဟာတောင်ကြီးတစောင်းတိုင်းရိုးရာမိဘုံပြန်ပွဲတော်ကြီးရဲ့85နှစ်မြောက်စင်ရတုပွဲလည်းဖြစ်ပါတယ်။မိုးချုံနေပြီခုနှစ်လုံးတော့ကြာနေတဲ့မင်းကြီးကြီးပဲမိုးမြန်ပွဲတော်ကြီးမှာ နေမီးနဲ့ညမီးဟူ၍နှစ်မျိုးခွဲကပြိုင်ပွဲများကျင်းပလေရှိပါတယ်။နေပိုင်းအလှလွတ်မိုးပုံပြန်များဟာ များအဖြစ်ပြိဆိုင်ရုပ်ပုံများဖြစ်ပြီးညလွတ်မိဘုံပြန်များမှာတော့ညမီးကြီးနဲ့စိတ်နှပံမီးဟူ၍နှစ်မျိုးရှိပါတယ်။ညမီးကြီးမှာမိဘုံပြန်အောက်ဆွဲတွင်ရန်ွေပါဝင်ပြီးမိဘုံပြန်ပြန်တက်သည့်ကာလအတွင်းမိရှုမိဘများပြစ်လုကညမြင်ဝင်ကိုအလှဆင်ကြပါတယ်။စိတ်နှပံမီးမှာမူမိဘုံပြန်အပြင်ကိုယ်တွေပေါ်နေအောက်ဆွဲတွင်မိဘုံအယောင်မျိုးမျိုးဖြင့် ရုပ်ပုံများတို့၎င်းစလုံးများတို့၎င်းပုံဖော်ကလွတ်တင်ကြတဲ့ဤပုံပြန်မျိုးစာဖြစ်ပါတယ်ဒီခုလိုဒီဇောင်းနိုင်ပွဲတော်ညမှာညမီးကြီးနဲ့စိန်နပံမိပုံကြီးများအချင်းခဏလေးအတွင်းလွတ်တင်ပြီးမိပုံကြီးရဲ့အလှကိုပုံဖော်ထားတဲ့ခန်းနာတဲ့ပကြီးတွေမိပုံကြီးကိုချိတ်ဆွဲထားတဲ့ရန်စင်ကနေလှပစွာဖြာထွက်လာတဲ့မိရှူမိပန်းအလှများကိုပြိတ္တများ ခန်းစားကြည့်ရှုနိုင်မှုတက်ဆိုင်ရာမိဘုံပြန်အဖွဲ့သားများဟာတစ်နှစ်ပတ်လုံးမိဘုံကြီးအပေါ်မှာအာယုံစုဆိုင်ပြုလုပ်ကြရပါတယ်။မိဘုံကြီးများပြုလုပ်တဲ့နေရာမှာလူအားငွေအားအချိန်များစွာပေးပြီးအားဆိုင်ပြုလုပ်ကြရပါတယ်။ထိုအရာများအလုံးထက်ရံမီများတီထွင်ပြုလုပ်ပေးတယ်။မိစရာများအဖွဲဟာသူတို့အသက်ကိုလောင်းကြီးထက်ပြီးရိုးရာပွဲတော်ကိုနှစ်စဉ်ဆင်နွှဲနေကြပါတယ်။ ညမီးကြီးမိဘုံတလုံးရဲ့ကာလတံပိုးဟာသိန်း300ကနေသိန်း400ကျားမှာရှိပါတယ်။စင်နဘန်မီးရဲ့ကာလတံပိုးဟာသိန်း90ကနေသိန်း100ကျားမှာရှိပါတယ်။ဒီထက်ပုံကြားစိတ်တွေပိုပြီးသုံးချင်ရင်လည်းသုံးလို့ရပါတယ်။မိဘုံကြီးများပုံကြားစိတ်အတွက်အပြိုင်ဆိုင်စပွန်ဆာပေးကြတဲ့စီးပွားရေးလုပ်ငန်းတွေလည်းများစွာပေါ်ထွက်လာပါတယ်။ ဒါကြောင့်လွတ်တင်တဲ့အခါမပြက်စီးသွားအောင်မိဘုံကြီးတစ်ခုလုံးကို အမှားအယွင်းမခံဘဲအသေးစိတ်အနုစိတ်ယူဒီဇိုင်းပြုလုပ်ကြရတာပဲဖြစ်ပါတယ်။မိစရာနဲ့အခွေသားများဟာမိပူဇော်တဲ့မိဘုံကြီးအပေါ်သို့အောင်မြင်စွာတက်သွားပြီးမိရှုမိဘများဖြာထွက်လာတဲ့အခါပရိသတ်ရဲ့အာပေးမှုလက်ခုပ်တန်းဒီတာသူတို့အတွက်ပီတိစုတစိတ်ဖြစ်ပါတယ်။ ကျောင်းလုံးမီးရှူမီးပန်းများဖျားထွက်ကလေးပေါ်မှာလှပစွာပြန်တက်ပြီးမြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးအားမီးပူဇော်နေသောမီးဘုံကြီးများကို အပါရယတိရှိနေကြသူများဟာမြန်မာနိုင်ငံတော်ဝန်ကလူမျိုးပေါင်းစုံပဲဖြစ်ပါတယ်။ယခု2025ခုနှစ်မှာတောင်ကြီးတစောင်းလိုင်းပွဲတော်ကိုနိုင်ငံတော်ဝန်ကလာရောက်တိရှိတဲ့လူကြီးတွေဟာသခင်နှင်းများထက်တိတိတသာတိုးလာခဲ့ပါတယ်။အရင်နှစ်များစီမှာတော့နိုင်ငံရဲချားက နိုင်ငံခြားသားဧည့်သည်များဟာလည်းတောင်ကြီးကျောင်းနိုင်ပွဲတော်ကိုအပါရိယလာရောက်ကြည့်ရှုလေးရှိပါတယ်။ယခုနှစ်များမှာတော့နိုင်ငံခြားသားများလာရောက်ကြည့်ရှုမှုဟာပြည်ပသားသားယုံနေသွားခဲ့ပါပြီ။နိုင်ငံတော်ကတောင်ကြီးတောင်လိုက်ပွဲတော်ရများကိုတွားရောက်လက်ပတ်လူသူများဟာကားလက်မှတ်များကိုအစောဆုံးကြိုတင်ဝယ်ယူထားကြရပြီးတဲခိုနေထိုင်မှုအတွက်ဟိုတယ်အခန်းများကိုလည်းလာပိုင်းလူလောက်ကပင်ကြိုတင်ဝယ်ယူထားကြရပါတယ်။ ။ဒီဆောင်တိုင်းပွဲတော်ရန်များအတွင်းမှာတောင်ကြီးမြို့ဟာမြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့အစီအကားဆုံးမြို့တစ်မြို့ဖြစ်နေခဲ့ပါတယ်။မိဘုံကြီးများလစ်တွင်နဲ့အဝေးယာမိဘုံပြန်ကွင်းကြီးစီကိုညလွတ်မိဘုံကြီးများကြည်ရဖို့နိုင်ဘုံများစွာ တောင်ကြီးမြို့ပေါ်ရှိလမ်းမကြီးများပေါ်မှာကားများ ဆိုင်ကယ်များနဲ့ကြိတ်ကြိတ်တိုးတန်းစီပြီးမှလာကြရပါတယ်။ပရိသတ်များဟာအဝေးယာမိဘုံပြန်ကွင်းကြီးမှာ ညမီးကြီးများကိုကြည့်ဖို့ညနေ3နာရီ4နာရီလောက်ကလေးကနေရာဥပြီးထိုင်နေကြပါပြီအဝေးရမီးဝန်းပြန်ကွင်းကြီးထဲမှာလေပတ်ကြည့်ရှုစရာများ အပျော်တမ်းလောင်းကစားနေရာများရိုးရာဒေသအစားအစာနဲ့စားတောက်ဆိုင်များလည်းပေါ်များပါတယ်နမကြီးနုပညာရှင်များ လာရောက်ဖြူပြင်းမှုနဲ့အခြားဖြောပြေးကြီးတီဝိုင်းများလည်းပါဝင်ပါတယ် ဒါကြောင့်နိုင်ငံတော်ကပြောရှင်သူများနဲ့မိဘုံကြီးများကြီးစုလူသူများလာရောက်လေပတ်မှုကြောင့်ဝဲတော်ရက်တွေမှာတိုးမပေါအောင်ကြိတ်ကြိတ်တိုးစီကားနေတာပဲဖြစ်ပါတယ်။ကန်ဆိုးစွာနဲ့ပဲယခု2025ခုနှစ်မှာရာသီဥတုဆိုးရွားနေတဲ့အတွက်အားရဇက်တိုက်ညမီဘုံလွတ်တင်လို့မရခဲ့ပါဘူး။ပြိတ္တအတွက်အရေးစွန့်လွတ်တင်ပေးတဲ့မီဘုံတွေမှာမြူတိန်တွေပုံသွားသလို မီးလောင်သွားတဲ့မီးပုံးတွေလည်းမနှဲပါဘူးအဲ့ဒီတဲကမှပရိသတ်အသင်းနှလုံးကိုတိမ့်ပိုက်သွားတဲ့မီးပုံးကတော့တောင်ပိုင်းမီးဖြစ်ပါတယ်နောက်ထပ်မီးလောင်သွားတဲ့အံ့ဖွယ်ပကြီးနဲ့ရွှေဘုံညာမီးကြီးဒုက္ခညာမီးကြီးစတဲ့မီးပုံးတွေဖြစ်ပါတယ်အစိုးရရုံပိရက်၅ရက်မှာရဝေးကလာရောက်အားပေးကြတဲ့သူတွေမီးပုံးမကြည့်လိုက်ရတဲ့အတွက်တောင်ကြီးသူတောင်ကြီးသားတို့ကစိတ်မကောင်းဖြစ်နေကြပါတယ် ယခုဗီဒီယိုကိုကြည့်ရှုနေတဲ့သူတွေထဲမှာတောင်ကြီးတစ်တောင်တိုင်းဝဲတော်ကြီးကိုမရောက်ဘူးတဲ့သူတွေရှိရင်တွားရောက်လေပတ်ကြည့်ရှုတဲ့အကြောင်းအကြံပြုပါရစေ။ကျွန်တော်မျှဝေပေးတဲ့တောင်ကြီးတစ်တောင်တိုင်းအကြောင်းအရာတွေမှာအမှားအရင်းများနဲ့လိုအပ်ချက်များရှိရင်ဖြည့်စွက်မျှဝေပေးဖို့တောင်းဆိုရင်ယခုဗီဒီယိုကိုဒီမှာပဲရှင်းနာခွင့်ပြုပါခင်ဗျာ။ဟုတ်ကဲ့ပါနောက်ထပ်ဗီဒီယိုတွေများစွာမှာပြန်လည်ဆုံတွေ့ကြဖို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပါမယ်။